်မင်္ဂလာပါ channel ms ဆရာပါ ufc 315ရဲ့ခေါင်းပွဲကိုလေ့လာကြည့်အောင်ဘလဲမော်အာမန်နဲ့ jet della madalena ဘလဲကညံသမားပါတတော်ကိုအုံနောက်သုံးတဲ့ဂျင်ဘောကထုံးပါပြိုင်ဘက်ကစားသမားတွေကိုလေ့လာချင်းက game plan ချတဲ့နေရာမှာဆရာတဆူပရိသတ်တွေကြိုက်ရှင်မှာကြိုက်မယ်သူ့အတွက်တော့လုံအောင်ဆော့တယ် ိုက်ချင်မှကြိုက်မယ်ဆိုလို့သူ့ကိုဘယ်ပြိတက်မှလည်းတိတ်ပြီးတော့မကြိုက်ကြဘူးဗျ။အိုစမန်ခစ်လွန်လီယွန်အက်ဒရစ်စီကနေပြီးကပတ်ရလာပေမဲ့ဘလဲရဲ့ဆောတဲ့ပုံစံကပြင်းမှုကောင်းတယ်။အမှန်ဆုံးဖြတ်တွေနဲ့ဂျင်နိုင်နေတဲ့ decision fighter ဆိုပြီးတော့တိတ်ပြီးတော့လူမကြိုက်ကြဘူး။ကျက်တယ်လားမတလီနာက2021တုန်းက DWCS ကနေပြီးတော့ UFC ကိုစတင်ဝင်ရောက်လာတယ်။ရှစ်ပွဲထိုးထားပြီးတော့တပွဲမှမရှုံးသေးဘူး။ Ranking တဲ့ကတော့နှစ်ယောက်ပဲတွေ့ဖူးထားတယ်။ Kevin Holland နဲ့ Gabriel Banks ပါ။ ကေဗင်ဟောလန်ကိုအမှတ်နဲ့ပဲနိုင်တယ်။ရစ်ကွာတော့သူလောကကံရနည်းနည်းလေးခတ်သွားတယ်။ဂျက်ရဲ့အားနည်းချက်ကအဲ့ဒါ။အကွာဝေးထိန်းဆော့နိုင်တဲ့သူ့ထက်ရစ်တာတဲ့လူဆိုရင်တိတ်ပြီးတော့ဆော့မရတတ်တော့ဘူး။ကေဗင်ဘန်းစ်ကရီတူတော့ striking ဘိုင်းမှာဂိုင်တွယ်နိုင်ခဲ့တယ်။ဒါတော့မှတိတ်ချောင်းဘိုင်းတွင်ဘလော့မလုံးနိုင်လို့ ground ဘိုင်းမှာထူထောင်းခံခဲ့ရတာအချိန်ချင်းပွဲပေါ်အမြင်ပြောမယ်။ဂျက်ကပေါ့စားပါနိုင်ပွဲ16ပွဲမှာ12ပွဲအလဲထိုးထားနိုင်နေဆိုတာ KO rate တော်တော်လေးမြင့်ပါတယ်။သူများကိုလည်းထိုးနိုင်သလိုသူ့ကို ပြန်ထိုးရင်လည်းခံနိုင်တယ်။နှာခေါင်းစောင်းနေတာပဲကြည့်ဗျာ။ဘလောက်အထိုးခံထားလဲဆိုတာ ground mic မှာ gabriel bans ရဲ့တိတ်တောင်းတွေကိုမကိုင်းတွယ်နိုင်ခဲ့ဘူးမကာကွယ်နိုင်ခဲ့တော့ဘလဲရဲ့တိတ်တောင်းတွေကိုကာကွယ်နိုင်မှုဆိုတာသိပြီးတော့မသေးကြဘူးဒီတစ်ချက်ကသူ့ကိုနိုင်မလားရှုံးမလားဆိုတဲ့အဖြစ်ကိုပေးသွားစေမယ့်အချက်ပါနောက်တစ်ချက်ကပွဲတစ်နှစ်ကျော်ဝေးနေတယ်စိုးရိမ်စရာပဲဘလဲကတကင်းငလေဆိုတော့ ပွဲအတွင်းမှာဆော့တဲ့ပုံစံတွေကလည်းခံမန်းရခက်တယ်သူ့လို ground မှာ bands ကိုဝင်မလုံဘူးရှင်ထိုးတယ်သူ့ထက် jujutsu skill တာတဲ့ damian maya ကိုလည်းရှင်မဲထိုးတယ်သူ့ထက် striking ဘိုင်းတာတဲ့ steven thompson နဲ့ leon adric ကိုကြတော့ဝင်လုံးတယ်ဒီမာတွေကဖြေရထွက်နေပြီဒီပွဲမှာ blair ဒီ jack ကိုကျင်းတင်ပေါ့ဝင်လုံးပါလိမ့်မယ်ဒါကိုလည်း jack ကသိနေပြီးသားပါ ။အော်စီမှာ Scabby MMA မှာ Offensive Grappling အတွက်ကိုတည်တည်ချာချာပြင်ဆင်နေတယ်။တိတ်တောင်းပိုင်းနေသူတည်တည်ချာချာ legend နေတယ်။ကာကွယ်နိုင်ဖို့ဒါပေမဲ့အချိန်မမီနိုင်ဘူး။ဘာကြောင့်အဲ့လိုပြောလဲဆိုရင်အခုပွဲကို UFC 310အပြီးမှာတူတည်တာပါ။310ရဲ့ခေါင်းပွဲကဘလဲနဲ့ရှကက်တို့ကိုတည်ထားတာဘလဲကနှုတ်ထွက်သွားတော့ Iron Gary ကအစားဝင်ထိုးပေးတယ်မှတ်မိမယ်ထင်တယ်အဲ့ပွဲပြီးမှာ UFC က Jack ကိုမင်းနဲ့ဘလဲထိုးရမယ်ဆိုပြီးတော့ကန်လန်းခဲ့တာ ဂျားထဲမှာအချိန်ကလေးလဝန်းကျင်မှရှိတယ်။တသက်လုံးနဗန်းဆော့လာပြီးတော့ဝေသာဝေတန်းမှာအကော်လိုနီဘကိုလှဲနိုင်လောက်တဲ့နဗန်းစကိတ်ရှိတဲ့ဘလဲရဲ့တိတ်တောင်းတွေကိုဂျက်အနေနဲ့လေးလအတွင်းနဲ့ defend လုပ်နိုင်ဖို့ကတိတ်မလွယ်ဘူး။အဲ့တော့ ground ဘိုင်းကိုရောက်မှာပဲ။ထူလိုက်ထောင်းလိုက်ကတော့အလုတ်ခံရမှာပဲ။နောက်တစ်ခုကဂျက်ကငါးချီမဆော့ဘူးသေးဘူး။ဘလဲက decision fighter ဆိုတော့အမြဲအချီပြေးအနီးပါဆော့နေတာ။ တော့တုံးကြီးကနေစပြီးတော့ဂျက်ရဲ့တက်လုံးစားကြလာလိမ့်မယ်။နောက်အချီတွေရောက်ရင်ပိုဆိုးလာဖို့ပဲရှိတယ်။ဟုတ်ပြီ conclusion အနေနဲ့ပြန်ပြောရရင်ဂျက်တယ်လာဘက်ကအားတာတာက striking အားတာမယ်။ဘလဲကသူ့ထက် reach လည်းမတာတော့ striking ဘိုင်းကိုဂိုင်တွယ်နိုင်လိမ့်မယ်။မျောလေးရမှာကဘလဲက ground mic ကနေပြန်ထားချိန်ဒုံဖို့ရှင်ထိုးနေတဲ့အချိန်တကွေ့ကွေ့မှာ jack back ကနေပြီးတော့ ko power နဲ့ထိုးလိုက်နိုင်မဲ့ lucky punch မျိုးမျောလင်းချက်လေးတော့ရှိတယ်ဘလဲဘက်ကနေကြည့်ရင်အယောင်ပြားလောက်ပဲရှင်ထိုးပြီးတော့တန်တကာနာရောက်တာနဲ့ ခြေပြေးဆွဲလိုက်မယ်ထုမယ်ထောင်းမယ်ကင်ပေါင်းလိုက်ပြန်ကောင်းလိုက်လှုပ်လိုက်မယ်တက်လုံးချိန်မယ်အမှန်ဆုံးဖြတ်တိခေါ်ဆောက်နိုင်မယ်ဆိုရင်ဘလဲနိုင်သွားပါလိမ့်မယ်ပထမနှစ်ချီမှာဂျက်ဘက်ကနေပြီးတော့မျောလိမ့်နိုင်ပြီးတော့ပွဲချိန်ကြာလာလေလေဘလဲစားသွားနိုင်ခြင်းမြင်လေပါပဲဂျက်တယ်လာဘက်ကနေဘလဲရဲ့နဘန်းပိုင်းနဲ့ကာရီယိုဘိုင်းကိုပိုကူးဆိုင်ရမှာဖြစ်ပြီးတော့ဘလဲဘက်ကဆိုရင်ဂျက်ရဲ့ဘောင်းစင်စကေးကိုနည်းနည်းပိုကူးဆိုင်ရမှာပါပေါင်ကြီးမှာဘလဲကို1.533ဂျက်ကို2.582ဖောက်ပေးထားပါတယ်ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ မနေ့ပြန်မနေ့ကျရင်ကျွန်တော်တို့ Telegram မှာပြန်တွေ့ရအောင်315ရဲ့ခေါင်းပွဲလေးအကုန်လုံးကိုကျွန်တော် command data အနေနဲ့လွှင့်ပေးမှာဖြစ်ပါတယ်တတ social media platform တွေရဲ့ rule အရာကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ